ားလုံးဝမင်္ဂလာပါချွေမိုဘိုင်းနည်းပညာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ Samsung ဖုန်းအသုံးပြုလူတွေအတွက်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ APP တွေကိုအခြားလူတွေမမြင်နိုင်အောင်ဖြောက်ထားလို့ရတဲ့နည်းလေးကို sharing လုပ်ပေးချင်ပါတယ် Okay let's go guys အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီ စတင်နေကိုအရင်တွားလိုက်ပါကိုယ့်ရဲ့ဖုန်းနံပါတ်ရှိတဲ့စတင်နေကိုတွားလိုက်ပါပြီးလို့ရှိရင်စတင်နေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲပြီးတော့ဒီမှာကျွန်တော်တို့ဖုန်းစကရင်ဆိုတဲ့နေရာမှာချက်နှိပ်လိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ကိုပဲထပ်ဆွဲပြီးတော့ကျွန်တော်တို့ဒီမှာ app screen ဆိုတဲ့နေရာမှာကျွန်တော်တို့တစ်ချက်ထပ်နှိပ်ပေးလိုက်ပါပြီးရင်တော့ဒီထဲကကိုဖြောက်ချင်တဲ့ဒီ application တွေကိုစပြီးတော့ဖြောင်းလို့ရပါပြီကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ဒီမှာ KP တစ်ချက်ဖြောင်းမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ messenger တစ်ချက်ဖြောင်းထားမယ်ပြီးရင်တော့ဒီမှာကျွန်တော် PayPal ပေါ့နော်ဒီမှာကျွန်တော်ဖြောင်းထားမယ်အဲကိုဖြောင်းချင်တဲ့ software တွေကိုကျွန်တော်ရွေးပြီးပြီဆိုရင်ဒီအောက်ကကျွန်တော်တို့ done ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်ပြန်ပြီးတော့ထွက်လိုက်ပါ ဒါဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ application တွေကိုအခြားလူတွေကအလွယ်တကူမမြင်နိုင်တော့ပါဘူး။ကိုယ့်တကယ်လို့ပြန်ပြီးတော့အတုံးပြုတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ setting တွေကိုပြန်ပြီးတော့တွားလိုက်ပါတော့။ setting တွေကိုတွားမယ်။ home screen ဆိုတဲ့နေရာမှာထပ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဝင်မယ်။ပြီးလို့ရှိရင်တယောက်ကတယောက်ကကျွန်တော်တို့ hey app on home screen app screen ဆိုတဲ့နေရာမှာကျွန်တော်ထပ်ပြီးတော့နှိပ်လိုက်ပါတော့။ ပြီးရင်တော့ကိုပြန်ပြီးတော့အဲအသုံးပြုခြင်းနဲ့ဒီ software တွေကိုပြန်ပြီးတော့ကျော်တော့ကနှိပ်ပေးလိုက်ပါတော့ပြီးရင်ဒီမှာ down ကိုနှိပ်လိုက်ပါတော့အဲ့ဆိုရင်တော့ကျော်တော့ကိုရဲ့ phone ကပြန်ပြီးတော့ပေါ်လာဖြစ်ပါတယ်နော်ဒီမှာဆိုရင် messenger ပြန်ပြီးတော့ပေါ်လာဖြစ်ပါတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ကျော်တော့နောက်ထပ်တနည်းပေါ့နော်ဒီ setting တွေကိုအဲတာလိုက်တွားစရာမလိုဘဲနဲ့ဒီအဆက်30ကိုနှိပ်လိုက်မယ် ပြီးရင်ဒီမှာ setting ကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာ hey at one ဒီ home screen home in app screen ဆိုတဲ့နေရာမှာထပ်ပြီးတော့ကျွန်တော်ဝင်လိုက်မယ်အဲကျွန်တော်တရားနေလဲပြန်ပြီးတော့အဲတွားလို့ရတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ရဲ့မှာဒီ software တွေကိုပြန်ပြီးတော့ဒီမှာပေါ်လာပြီဖြစ်ပါတယ် okay ပါဒါတော့ကျွန်တော်တို့ဒီကိုယ့်ဖုန်းထဲမှာရှိတဲ့ ဒီဆော့ဝဲတွေကိုအခြားလူတွေမမြင်နိုင်အောင်ဖြောက်ထွက်လို့ရမယ့်နည်းလေးကိုပြောပြပေးတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြိုင်နေတတ်တဲ့ဆိုရင်တော့ like and share လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။